အောင်မြင်မှုအလေးရောက်မြေတမ်းထွား UAB UAB with you on your journey of life မြို့ပြပေးရနေတဲ့ဆိုင်ရာကဲဇေးရင်းနှီးစနစ်တွေကိုတောင်ကြီးမြို့အဝေးယာမီးဝုံမြန်ခွေမှာမက်စလာ20ရက်နေမုံလွယ်ပိုင်းကရှမ်းပြည်နယ်မိသက်ဝစီဌာနကလက်တွေ့သေးုပ်ပြခဲ့ပါတယ်။မြို့ပြပေးရနေတဲ့တွေနဲ့ပတ်သက်ပြီးလက်တွေ့ရှင်းလင်းပြသပေးခဲ့ပြီးတော့ ဇက်တိုက်လေ့ကျင့်မှုတွေကိုလည်းမိသက်တပ်ဖွဲ့ကစွန့်ရည်ပြသခဲ့ပါတယ်။ဒီလိုလက်တွေ့သရုပ်ပြတာဟာပထမဆုံးချိန်ဖြစ်ပြီးတော့လက်တွေ့သရုပ်ပြရခြင်းနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်မိသက်ဦးစီးဌာနမှညွှန်ကြားရေးမှူးဦးတင်မင်းကအခုလိုပြောပါဗျာ။ကျွန်တော်တို့လေဟိုမိသက်တပ်ဖွဲ့အနေနဲ့ပေါ့ဒီကနေ့ဟိုကဘာအရရမှာဟိုကဘာကြီးပုံနေလာတာလည်းသိတယ်နော်ရာဇီဝတ္ထုလေးပြောင်းလိုက်လာတယ်အဲတဘာဝဘေးအန္တရာယ်လေး ဟဲ့လားနော်တက်ရောက်လာတယ်နော်ဒါတွေကဒီစိန်ခေါ်မှုတွေပေါ့နော်မင်းအကြကြုံတွေ့ရတော့မှတရားရှင်အဲ့ဒီယာတွေရင်းဆိုင်ကြော်လောဖို့တတိယဖြစ်ဟိုပြည်သူလူထုပုံမှာကြောက်လာမယ်ဒီအနေပေါ့ဘေးရနေဘယ်ဘေးရနေဒီသဘောပါဘေးဘေးမတော်သားမဖြစ်ဖြစ်ဒီဘေးရနေတွေဟုတ်လားကြောက်တဲ့ဘေးရနေဘယ်လိုဘေးရနေဖြစ်ဖြစ်ကိုကုညီကယ်ဆယ်နိုင်ဖို့အတွက်မိသားစုဘက်ကတည်းစိန်ခေါ်မှုတရားအနေနဲ့ဒီကနေ့ဒီဟာကိုအခက်နဲ့လေ့ကျင့်တာပဲဖြစ် ငလင်တန်တဲ့အချိန်ထမ်းမြန်တိုင်းမီးလောင်ပြီးကဲဆယ်ရေးအတွက်ဆောင်ရွက်ပေးပုံကားနှစီးတိုက်မိပြီးကားရဲ့ပိတ်မိနေသူကိုကယ်ထုတ်ပုံအထက်မြင့်မီးငိမ့်တဲ့ပုံစီတိုလောင်ကမီးငိမ့်တဲ့ပုံအစရှိရာတွေကိုလက်တွေ့သိပြခဲ့တာဖြစ်ပါတယ်ဒီအစီအစဉ်ကိုရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ရာရှိတပ်ဖွဲ့ဝင်150ကပူးပေါင်းပါဝင်ခဲ့ပါတယ်